အဲ့မှာတမရဂျာရဲမှာတမရတယောက်ခံထားမယ်လေအဲ့ဥမင်းဆိုရလည်းမရှိဘူးတော့ तू ကဂျာကြီးတမရတာဝန်ဆိုတော့အဲ့အဲ့မိန်ကို तू ဘလို့ထုတ်မလဲတော့မသိဘူးပေါ့ဗျာတော်တော့ကျွန်တော်ပြောတာရှုပ်ထွေးတယ်ဆိုတော့အဲ့ဒါကိုပြောတာနောက်ထပ်မဲ့အမိန်ကြီးကတော့တမရနဲ့ပုံတမရပုံမင်းအောင်လိုင်းတမရတော့ပုံမြင့်ဆိုရင်အဲ့လိုတမရအဲ့လိုနာမည်လည်းထုတ်ရတော့မယ်ဒီအယူလင်လောက်ရတယ်လို့ပဲသူတို့သွားပြီးတော့ခင်ဗျာတေးကြပြီးကြတော့သွားပြောလိုက်အောင်သူတို့ကကုစိတ်ကတမျိုးပြီးတမျိုး ခြေဥပုံမအရာလွတ်တော်ခေါ်နိုင်တဲ့အတွက်ရွေးကောက်ပွဲအထမြောက်အောင်မြင်မယ်လို့စစ်ကောင်စီဥက္ကဋ္ဌပြောကြားစစ်ကောင်စီဥက္ကဋ္ဌကရွေးကောက်ပွဲလုပ်တဲ့အခါကိုယ်စလဲသုံးပုံတပုံရရင်လွတ်တော်ခေါ်နိုင်တဲ့အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေအရရွေးကောက်ပွဲအထမြောက်အောင်မြင်မယ်လို့ပြောကြားလိုက်ပါတယ်ဒီကနေ့ပြုလုပ်တဲ့စစ်ကောင်စီအစိုးရအစည်းအဝေးမှာအခုလိုပြောကြားလိုက်တာဖြစ်ပြီး သူကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှားတို့ကိုညှိညွှန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ပုံမှား85အရာပြည်ထောင်စုလွှတ်တော်ခေါ်တဲ့အခါကိုယ်စလဲထဝက်ကျော်တက်ရောက်မှအထမြောက်ကြောင်းတကယ်လို့အထမမြောက်ပါကအစည်းအဝေးနောက်တစ်ကြိမ်ပြန်ခေါ်တဲ့အခါကိုယ်စလဲ၃ပုံ၃ပုံ33ရာခိုင်နှုန်းတက်ရောက်ရင်အထမြောက်တယ်လို့ပြထန်းထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပဖို့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလုံးအစုံအဖြဲ့နဲ့ဆောင်ရွက်နိုင်တာကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြထန်းထားကြောင်းလည်းသူကပြောသွားပါတယ်။ ီအတွက်ဇူလိုင်30ရက်အကုန်မှာစစ်ကောင်စီတပ်တန်းတို6လပြည်ပြီဖြစ်လို့တမရမရှိဖြစ်နေတဲ့ကာလုံကိုဘလို့အာဏာပြန်လွှဲမလဲဆိုတာမေးခွန်းထုတ်เสียရဖြစ်ပါတယ်။လောလောဆယ်တော့စစ်ကောင်စီဥက္ကဋ္ဌကယာယီတမရတာဝန်ပုံစံမျိုးယူထားတာဖြစ်ပါတယ်။ခင်ဗျာအခုမေလ16ရက်နေ့ဒီစစ်ကောင်စီအစိုးရရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ပြီးသူစကားပြောပါတယ်မေးခွန်းပြောပါတယ်။အဲ့ဒီမှာပြောတာတွေကတော့အများကြီးပေါ့နော်စွဲစုံပေါ့ဒါပေမဲ့အဓိကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ထရိုဂျာပြောတာတွေကိုတွေ့ရပါတယ်။ ဆိုတော့အဓိကတော့ तू ကဒီရွေးကောက်ပွဲလုတ်တဲ့ခါမှာအထအမြောက်ဖို့အတွက် तू ကအခြေခံဥပဒေပုံမှန်အ85 128 155ဒါတွေကိုညှို့သွားတယ်ဒီပုံမှန်တွေရဆိုရင်ရွေးကောက်ပွဲကအထမမြောက်စရာမရှိဘူးအထမြောက်မယ်ပေါ့ तू အဲ့လိုပြောသွားတယ်အဲ့ဒါမမေးခင်ပေါ့ဆရာရဲ့ဆရာရဲ့သုံးသပ်ချက်မမေးခင်အဓိကနောက် तू ပြောထားတဲ့အချက်ကဘာလဲဆိုတော့ဒီ NLD ကိုအပြစ်ဖို့ဟောတာတွေ့ရတယ်ဒီတမရဥသိမ်းစိန်လက်ထက်မှာ NCA လက်မှတ်ထိုးတဲ့ကိစ္စတုန်းကဆိုရင် NLD ကအကန့်ကွက်မှုတွေလုပ်တယ်ပေါ့နော် နောက်ပြီးသူတို့အစိုးရဖြစ်လာတဲ့အခါမှာလည်းအခြေခံဥပဒေနဲ့မညီတဲ့ဥပဒေတွေပြဋ္ဌာန်းတယ်။နောက်တိုင်းပြည်အရေးကြီးတဲ့အချိန်တွေမှာလည်းကာလုံမခုတ်ဘူးပေါ့နော်အရေးကြီးတဲ့အချိန်မှာ။ဆိုတော့ဒါတွေကို NLD ကိုသူကဟိုအခုချိန်မှာပေါ့အပြစ်ပြောရတာနဲ့ထူးကြနေတယ်။ဇိုက်ကဘလို့မြင်လဲ။ဘာကြောင့်သူက NLD ကိုအခုချိန်မှာအပြစ်ဖို့နေရလဲ။ဟိုစကားကိုလွယ်လွယ်ကူကူပြောလိုက်ပြောရမယ်ဆိုရင်တော့ဟိုရောက်ပြီရောက်ပြီပြောရင်ပြောရတယ်ရှောက်ပြောနေတာပေါ့။အဲဒီချိန်ကဒါတွေပြောနေရမယ့်အချိန်မဟုတ်ဘူး။ရှေ့ကိုသွားရမယ်ခြေလမ်းတွေပြောရမယ်။ရိုးရိုးရေးအတွက်တော့လည်းကောင်းစီးပွားရေးအတွက်လည်းကောင်းပြကောက်ဖို့ဆက်ရွေးကောက်ဖို့အတွက်ပေါ့လေ။ အဲ့ဒီလိုပြောရမယ့်အချိန်မှာဟိုမဲဆွဲတရားဟောသလိုပေါ့။ तू ကပဲရောက်ဘွယ်ဝင်ပဲပြီးတော့မယ်လို့ဆို။ तू ကပြေခိုင်ပြောအတွက်များမဲဆွဲပြီးတဲ့စကားလားပေါ့။အဲ့အဲ့လိုကျွန်တော်တို့မှတ်ယူပါ။အဲ့တော့ NCO အဲ့တုန်းကတော်စုလက်ထက်တုန်းကဆိုစိတ်တိုက် NCO လက်မှတ်ထိုးခိုင်းမဲ့ဥစ္စာမှာဥမာ AA တို့လိုခါမျိုးတွေသူရှိမဖိတ်ဘူးမတက်ရဘူး။တက်ခွင့်မရှိဘူး။ AA တို့ TN တို့ဒါမျိုးတွေပေါ့။အဲ့အဲ့ဒီကမပြိမစုံဘူးပေါ့။နောက်တစ်ချက်ကလည်းပဲသူကအပေါ်စီးနေယူထားတာတွေအများကြီးရှိတယ်ပေါ့။အဲ့အဲ့ဒီလိုခါမျိုးတွေပေါ့မှာ တော်စုကိုကန့်ကွက်တာပေါ့မပြီးမဆုံးဖြစ်နေတယ်အဖွဲ့တွေကလည်းမဆုံးဘူးဒီလိုဟာမျိုးပုံမှာပြောတာနိုင်ငံရေးကြီးကကန့်ကွက်တာမျိုးမဟုတ်ပါဘူးဒီချက်ကတော့နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ဟိုကားလုံးမခေါ်ဘူးဟုတ်လားဆိုတဲ့ဥစ္စာလေကားလုံးကခေါ်စရာမလိုဘူးလေဘာလို့ခေါ်စရာကျွန်တော်လည်း RFP မှာဒီကိစ္စကိုအရင်ကြီးပြောခဲ့တယ်ဘာလို့ခေါ်စရာမလိုလဲခါကျတယ်ခင်ဗျာသူတို့ကဟို၉ယောက်မှ၆ယောက်ကအသာယူထားတယ်ဗျာရွေးကောက်ပွဲအနေရထားတဲ့လူကမူမချဘူးကားလုံးမှာသူတို့ကဘုံချပြီးတော့သူတို့ကအပေါ်စီးယူပြီးတော့လုံးမဲ့သဘောလေးရှိတယ်အဲ့တော့ကားလုံးကို ာခေါ်ကျင်လာလဲဆိုမင်းဝန်နဲ့ကတန်းကုန်ပြီ65နှစ်ကပြီးတော့65နှစ်ပြီးတော့အမက60ပဲ60နဲ့ထွက်ရမှာဒါမှမဟုတ်65နှစ်ကိုသူတို့သဘောနဲ့သူတို့တိုးတယ်အတိုးလိုက်ပြီးတဲ့နောက်ဒါ NDI လိုက်ထီရောသဘောတူလိုက်ပါတယ်ဘာမှမပြောဘူးသမရာကြီးရတယ်65ကိုထပ်တိုးမယ်ဆိုတာမျိုးအကာလဝန်တင်းပြီးတော့အဲ့ဒါမျိုးတွေလုံးမယ်ဟာမျိုးကြတော့အဲ့လိုတော့လက်ရောလို့မရဘူးဒါတော်တော်လွန်သွားပြီသူလည်းပဲ65ဒီသဘောတူကြတယ်ဒါကွင်မြူကြီးလားအဲ့လိုပဲဗျအဲ့လိုအကြောင်းနဲ့အကြောင်းကိုတော့ကာလုံးတော့မခေါ်တော့အဲ့သဘောပဲအဲ့ဒီဟာကိုသူတို့ဇာတိကဘာပေါ်လဲဆိုတော့ အဲသူတက်တန်းတိုးဖို့လဲမတည်လဲမတည်ကြအောင်တမနာသွားတောင်းတာတမနာသွားတောင်းတယ်မပြည့်တဲ့အာနာသိနာအဲအဲ့ဒီဘုံရှိအောင်ဟုတ်အဲ့ဒါမလို့အဲ့ဒီပြောနေတာတွေကတော့သူတို့မှန်ချောင်းကိုမဲဆွဲနေတယ်ရောက်မိရောက်ရလျှောက်ပြောနေရဲ့လို့ပဲအဲ့လိုကျွန်တော်မှတ်ချက်ချပါတယ်ဟုတ်ပြီဆရာအဲ့တော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကာလုံကဆုံးဖြတ်နိုင်စွမ်းရှိတယ်ပေါ့နော် ကာလုံရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်ရမယ်ဆိုပြီးအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့သူပြောသွားပါတယ်အဲ့တော့ तू ဆိုလိုချင်တာက तू လာမဲ့ဇူလိုင်လ31အခု6လတက်တန်းပြည့်ရင်ကာလုံကိုလွှဲမယ်ဆိုတာကို तू ရည်ညွှန်းတယ်လို့ပြောပုံရတယ်အဲ့ပုံမှာဆရာဘယ်လိုမြင်လဲအဲ့တိုင်းဖြစ်မယ်လို့ကျွန်တော်တို့တွက်လို့ရနိုင်လားဟို तू ကဟိုပုံမှန်426မှာတော့2006မှာ426မှာဗာရေးထားတယ်ဆိုဟိုတောင်းတော့ကာဘေးရုပ်ကတဲ့၎င်းကပေးအပ်ထားသည့်တာဝန်ကြီးမြတ်အောင်ဆောင်ရွက်ပြီးစီးကြောင်းတင်ပြသည့်အစီရင်ခံစာကို တင်းလာတဲ့ခါမှာသမရာကြီးအနေနဲ့ပေါ့လေသူသူတာဝန်နေပြီးပါပြီသူစာပဲပြီးပါပြီပေါ့သူလှုပ်ပေးထားတဲ့အရေးပေါ်ခါတယ်လက်ခံရချင်းဒီခါတဲ့ပုံမှန်၄၁၀ရှိရတမတော်ကာကွယ်ဦးချုပ်အားနိုင်ငံတော်အနာလှုပ်အပ်စေခဲ့ဒီအပိတ်ကိုပြည့်ဖြစ်ကြောင်းကျင်ညာကျင်ညာရမယ်ဆိုအဲသမရာကနေပြီးအဲ့ပြည့်ဖြစ်ကြောင်းကျင်ညာမယ်ဆိုသမရာကလည်းမတက်တော့ဘူးမင်းမကောင်းလို့သူပဲကျင်ညာရမယ်ဆိုဘလို့လုပ်မလဲအဲ့ဒီဟာကလည်းအဲ့ဒီဟာကိုကျွန်တော်စဉ်းစားနေတယ်ပေါ့ဗျာသူကျင်ညာအောင်မဟုတ်သူပဲဖြစ်လိုက်ပြီးနောက်ထပ်မဲ့အမိတ်နေရာတော့သမရာနဲ့ပုံသမရာပုံ င်းအောင်လိုင်းတပါရသို့မဟုတ်ပုံမြင့်ဆိုရင်အဲ့လိုတပါရအဲ့လိုနာမည်ပဲထုတ်ရတော့ဘူးပုံတော့လက်စကားဥက္ကဋ္ဌနဲ့ထုတ်လို့မရကားလုံးလွှဲလိုက်တာကားလုံးလွှဲလိုက်တဲ့ခါကျတော့ကားလုံးကပဲဆက်လုပ်နေတယ်အဲ့လိုတပါရဥစည်းချုပ်အနေနဲ့လုံးဝမဟုတ်တော့မလုံးမလုံးရတော့ဘူးအဲ့မှာတပါရဂျားထဲမှာတပါရတယောက်ခံထားရမယ်လေအဲ့လိုဥမြင့်ဆိုရလည်းမရှိဘူးတော့ तू ကညာဤတပါရတာဝန်ဆိုတော့အဲ့အဲ့မိန်ကို तू ဘလို့ထုတ်မလဲတော့မသိဘူးပဲတော်တော့ကျွန်တော်ပြောတာရှုပ်ထွေးတယ်ဆိုတော့အဲ့ဒါပြောတာအဲ तू ပဲတက်မတော့ကာကွယ်ဥစည်းချုပ် तू ပဲယာဤတပါရဆိုတော့ဟိုအဲ့အဲ့ဒါဥပဒေကြောင်းရတရားဝင်ပါမလားဆရာ အဲ့အဲ့လိုပြောတာပေါ့။ तू အစင်ခံရမှာလေတမနာကိုကျွန်တော်ပေးရထားတဲ့တာဝန်ကြီးကကျင်းပြမှာပြီ။ဆိုပြီးတော့ तू အဲ့လိုပြန်အပ်တမနာပြန်အပ်တဲ့ခါမှာကျွန်တော်ကောက်ပြီ။ဒါဆိုလို့ရှိရင်ကာကွယ်ဥစ္စာကိုပေးထားတဲ့အမေကိုပဲဖျက်လိုက်ပြီ။ तू ကျင်းရမယ်။ပြီးတော့မှအဲ့တာဝန်ကိုကာလုံမဆက်လုံမယ်။ကာလုံကိုဆက်လုံမယ်။တိုးတော့ကာလုံကဆက်လုံမယ်လို့ထုတ်တဲ့အမေနေဒီပုံမင်းအွန်လိုင်းဥက္ကဋ္ဌနဆကလို့ထုတ်လို့မရတော့ဘူး။တမနာကြီးနာမည်နဲ့ဥမင်းနာမည်တို့ဥမင်းဆွေနာမည်နဲ့ပဲထုတ်ရတော့မနောက်မေ့။အဲအဲ့လိုဖြစ်သွားတယ်။ဆိုတော့အဲ့ဒီမှာ ဘယ်လိုဘယ်လိုလုပ်ကြမလဲဆိုတာအဲ့ဒါတော့ဗျာအဲခုနပြောလို့ तू तू အကြံပေးရတော့ဘယ်လိုကြံပေးမလဲမသိကျွန်တော်ကတော့အဲ့ဒီဟာတွေကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးနော်ဥပဒေနဲ့ညီလည်းညီမယ်လို့မထင်ဘူးလို့အဲ့လိုထင်မြင်ပါလေဗျအဲ့တော့အရင်တိုင်းပေါ်ဟိုပုံမှန်မဟုတ်ဘူး6လပုံမှန်မဟုတ်တဲ့ကာလကိုအတိတ်ပဲဖွင့်တယ်လို့ तू ရဲ့ရှေ့နေတွေကနေဖွင့်ပေးမှထင်တယ် तू ကဒါကိုအထောက်ပံ့ဖြစ်ဖို့ तू ရဲ့ရှေ့နေကြုတ်တယ်တရားလွတ်တော်တရားသူကြီးတွေကအဖွင့်ပေးလဲဥပဒေနဲ့မညီဘူး2008နဲ့တော့မညီဘူးဘယ်လိုပဲဖွင့်ဖွင့်မညီဘူးလောက်လောက်ပေါ်ရဆက်လောက်ပေါ်မညီဘူး ပြီးတော့ तू အဲ့ဒီကာလုံးကဘာလောက်အောင်မလဲဆိုလို့ရှိရင် तू ကဟိုကဖွဲ့အောင်ပါ तू ကအုပ်ချုပ်ရေးဖွဲ့တွေဖွဲ့ရမယ်ကော်မရှင်တွေဖွဲ့ရမယ်ဒါမှမဟုတ်တို့ကဂျာပြားဆိုးရတွေဘာတွေပေါ်လာမယ်တို့ဘာလို့ပြောနေကြတာပေါ့အကြောင်းမဟုတ်ဘူးပေါ့တော့တော်တော့အဲ့ဒါတော့ကျွန်တော်မျက်စိနဲ့ကတော့ over rule လုပ်တာပေါ့ဗျာအဲ့ဒါကြီးတော့ဆက်လက်ပြီးတော့တည်မြဲအောင်တည်မြဲမိတ်ထုတ်ပြရမှာပေါ့ဗျာအဲ့အဲ့လိုပေါ့ဒါတော့အဲ့တော့ तू ကြော်လွားလို့ဘလို့ပဲဖြစ်ဖြစ် तू ကသမရနာမည် तू ယူတော့မယ်ဆိုတော့ဟိုဥပဒေနဲ့ညီညီမီအဲ့ပုံစံကျွန်တော်တွေ့ရတော့မှာပေါ့နော်သမရမင်းအောင်လိုင်းဆိုပြီးတော့ဟုတ်တယ်သမရအပြင်းနဲ့ပဲထုတ်ရမယ်ဥပမာ129မှာ ကားလုံးကြီးပုံမှန်426ရာအမိန့်ကိုပယ်ဖြတ်ကြောင်းကျင်းညာသည့်နေ့မှစ၍တဲ့6လအတွင်းရုပ်ကပေါ်တွေလုပ်ပြရအဲ့ဒီပြပြဆန်းတာတော့6လအတွင်းလုပ်ပြရအဲ့ဒါခင်ဗျာချွင့်ချက်မရှိဘူး229လောက်ကိုလုပ်ပြရမယ်အဲ့တော့ဂျွလိုင်လ31ရက်နေ့မှာကျင်းညာပြီဆိုလို့ရှိရင်လေဂျွလိုင်လ31ရက်နေ့ကစပြီးတော့6လအတွင်းဆိုတော့ဟဲ့လားဇန်နဝါရီလရောက်သွားမှာပေါ့ဂျွလိုင်30ရက်လို့ဟဲ့လားဩဂုတ်စက်တင်ဘာအောက်တိုဘာဒီဇင်ဘာဇန်နဝါရီရောက်သွားဆိုတဲ့အခါကျရွေးကောက်ပွဲတွေလုပ်ပြီးဆိုတဲ့အခါမှာလေဟုတ်လား တခါလဲလုံမှာလားအချင်းချင်းခွဲလုံမှာဒါတော့ပြဿနာမရှိဘူးဒါရတယ်ဟုတ်ကဲ့ဆရာအဲ့တော့နောက်အရေးကြီးတာအတူပြောရတာပေါ့နော်အချိန်ခံဥပဒေပုံမှန်85နောက်128 150ကောင်ညှို့ပြီးတော့နော်အဲ့ဒီဟာတွေကလွတ်တော်အထမြောက်တဲ့အပိုင်းတွေဖြစ်တယ်ပေါ့နော်အချိန်ခံဥပဒေမှာဆိုတော့ဒါကိုကြည့်မယ်ဆိုရင်ねရွေးကောက်ပွဲအထမြောက်အောင်ဆောင်ရွက်နိုင်အောင်တွေးရှိရတယ်တဲ့ तू तू အဲ့တော့ပြောပါအဲ့ဒီပုံမှန်ဆရာဥပဒေကြောင်းရ तू ကအဓိက तू ဘာကိုယတိပြပြောကျင်တာလဲဟိုကိုတက်ထွက်နေပြီတဲ့ပုံမှန်85စာချင်းပုံမှန်တွေရပါဝင်ပေါ့ပုံမှန်တွေရလွတ်တော်ကို အပထမဒီချိန်မှာမသုံးမတော့နှစ်ပုံတက်ရမယ်အဲနောက်တက်ဒီချိန်မှာတော့ဟိုကြသုံးမတော့ပုံပေါ့ဗျာဒါပြီတက်ရပြီဆိုသုံးမတော့ပုံကတော့တက်လို့ရတယ်ပထမသုံးမနှစ်ပုံကမတက်နိုင်ရှိရမယ်လေပုံမနှစ်ပုံကဆိုတဲ့အခါကျတော့အဲ့ဒီအရာတွေကအလိုလိုနေရင်အတိဖြစ်သွားမှာပဲအဲ့တော့သုံးမတော့ပုံမပြည့်သေးဘူးဆိုလဲဂျာပြရုပ်ကောက်ပွဲထပ်လုပ်တာပေါ့အဲ့လိုပေါ့ပြီးတော့တို့ရထားတဲ့25ရန်လုံးလည်းရှိသေးတယ်ဆိုတော့အဲ့ဒါလည်းဖြစ်သွားမှာပဲအဲ့ဒါလည်းဖြစ်သွားမှာပဲသို့တော့မဖြစ်တာကဘယ်လိုကကွဲဥစည်းချုပ်ကလွှဲလို့ဘယ်လိုကအဲ့ဒါကိုပဲဖြစ်ပြီးတော့ဘသူကဆက်ပြီးအမိတ်နေထောက်မလဲဆိုတဲ့နေရာမှာသာ ဲ့ဒါတော့အကြီးကျယ်ပြဿနာရှိတယ်အဲ့ဒါတော့အဲ့ဒါတော့အကြီးကျယ်ပြဿနာဖြစ်တယ်ပြအဲ့ဒါလှည့်လို့မရဘူးလိမ့်လို့မရဘူးအဲ့အဲ့ဒီကာလုံးအပြောင်းလဲမှာသူတို့ဘလို့လုံလဲဆိုတာစောင့်ကြည့်ရမှာပေါ့နော်တကျက်တကယ်ထူးထူးဆန်းဆန်းတွေတွေ့လာမယ်နောက်တစ်ခုကဒါဆိုရင်ခုနကအခုပြောတဲ့သုံးပုံတစ်ပုံအတိုင်းအထမြောက်တယ်ဆိုတာ तू ကပြောလိုက်တဲ့အတွက်ဒီလာမယ့်31ရက်နေ့မှာလွှဲပြီးတော့ရွေးကောက်ပွဲဖြစ်ဖို့ကအလားအလာများနေပြီလို့ကျွန်တော်တို့ယူဆရင်ရနိုင်လားဆရာအခုဒီလိုထပ်ပြောလာပြီဆိုတဲ့အခါကျတော့ဒါမှတော်တော်အားအသင့်မကောင်းတာက तू ကရွေးကောက်ပွဲကော်မရှင်ကိုကြီးညာစေခြင်းလို့လည်းတော့မသိဘူးလေ ဒါလောက်ကတ်နေပြီဗျာဟိုရွက်ကောက်ဘရက်တော့ပြောဖို့ကောင်းပြီပေါ့နော် new breed ကထွက်မပေးဘူးထွက်မပေးဘူးဆိုတော့ဒါဆိုရင်တေးကြပြီလားလို့ကျွန်တော်မေးအာခင်ဗျာဒီအယူလင်လောက်ရတယ်ပဲသူတို့သွားပြီတော့ခင်ဗျာတေးကြပြီလားလို့သွားပြောလိုက်အောင်သူတို့ကသူ့စိတ်ကတမျိုးပြီးတမျိုးပြောင်းနေတာအတေးကြပြီလားဆိုတာတော့ကျွန်တော်ကတော့အဲ့ဒီကတော့မှတ်ချက်မပေးနိုင်ဘူး အဲ့တော့ရွေးကောက်ပွဲကော်မရှင်ကအခုလိုအပ်နေတာဟို new တွေထွက်ဖို့လိုပြီးရွေးကောက်ပွဲဒိတ်ကိုကျင်ညာဖို့လိုပြီးဒါတွေလည်းမလုပ်သေးဘူး။ तू ကတော့ဒီမှာအတီးပြောနေပြီပေါ့နော်။ဆိုတဲ့အခါကျတော့ဆက်ဆက်နေနောက်ဆုံးသုံးသက်ချက်ဒီဒီဒီနေ့စစ်ကောင်စီဥက္ကဋ္ဌပြောသွားတဲ့အခုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခြေဥ်ပုံမှန်တွေပါ तू ကံပြီးပြောသွားတဲ့ပုံမှာဆက်ရနောက်ဆုံးသုံးသက်ချက်လေးပြောပေးပါဆရာ။ဟိုဘယ်လိုပြောမလဲဆိုတော့ဟို तू ကတော့တရုတ်ကဖိအားကြီးအထူးတရုတ်ဖိအားပေါ့။ရွေးကောက်ပွဲလောက်ရပါ။အဲ့မလို့တော့မရဘူးဆိုရင်ဖိအားအောက်မှာရောက်နေတဲ့အတွက်ကြောင့်လို့။ तू စိတ်ကြိုက်လောက်ရမယ်ဆိုရင်တော့ तू ကတော့ထွက်ရွှေ့မှာပါ။ နောက်ထပ်ဗျာသူအာနာရှင်တက်တန်းကိုရွှေ့ရွှေ့လာရတာကျွဲ့နောက်ထပ်ထက်ဆွရလဲဘာတကောင်းနဲ့ညင်းမသိဘူးသူကဘာမှမစလို့ရဲတယ်ဒါမှမဟုတ်တိုင်းပြည်ချင်းတွေကလည်းအဲ့လိုဝေဝေခုမပြုတော့ဘူးကျုပ်ရဲ့ဖိအားကလည်းအရန်ပြင်းလာပြီနိုင်ငံတကာဖိအားတွေကလည်းအာဆီယံလည်းပြောလာပြီဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့သူရွေးကောက်ပွဲကတော့လုတ်ကိုလုတ်ရလဲဒါတော့အသေးချာပဲသို့တော်လည်းသူတို့အဲ့တော့ပြောတဲ့အပိုက်တွေကိုဘယ်လိုကြော်လွှားမလဲအဲ့မှာသူတို့ပြဿနာအဲ့ပြဿနာတွေဖြေရှင်းနိုင်ရင်တော့သူတို့ရွေးကောက်ပွဲလုတ်လုတ်ဖို့များတယ်အဲ့လိုမှချက်ပေးခြင်းမလားဗျ ဟုတ်ကဲ့ဆရာဦးချင်းမြေကျေးဇူးအများကြီးတင်ပါတယ်အခုဒီကနေ့စစ်ကောင်စီဥက္ကဋ္ဌရဲ့ဒီရွေးကောက်ပွဲဆိုင်ရာမိကွန်းနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဥပဒေရှုထောင့်အမြင်လေးပြောပြကျေးဇူးအများကြီးတင်ပါတယ်ဆရာ